မင်္ဂလာပါကျောက်သားဒီတစ်ပတ်မှာလည်းကျောက်သားနဲ့အခုလိုမျိုးပြန်လည်ဆုံတွေ့ရတဲ့အတွက်အထူးပဲဝမ်းသာမိပါတယ်ဒီတစ်ပတ်မှာတော့ Strong Minds Kind Hearts The Power of Community Support ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒေါက်တာကိုမိခွန်းလေးတွေမိသွားမှာဖြစ်ပါတယ်အခုလိုမျိုးဒေါက်တာမိုက်တဲ့အတွက်ပေါ့နော်အချိန်လေးကိုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ပထမဦးဆုံးမိခွန်းလေးကတော့ ဒေါက်တာဒီ mental health counselor တယောက်ဖြစ်လာဖို့ပေါ့နော်။ဘယ်ຢာတွေကလှုပ်ဆော်ပြီးခဲ့တာလဲ။နောက်ဒေါက်တာရဲ့ဒီ career လမ်းကြောင်းတစ်လျှောက်မှာပေါ့နော်။ community ကရောဒေါက်တာကိုဘယ်လိုပံ့ပိုးမှုတွေပံ့ပိုးပေးခဲ့လဲပေါ့နော်ဒေါက်တာ။ Hello မအေးဟုတ်ကဲ့ပြန်တွေ့ရတာအမှန်တမ်းဝမ်းသာပါတယ်ပေါ့နော်။ဆိုတော့လေကျမဘာကြောင့် mental health practitioner ပေါ့နော်စိတ်ကျန်းမာရေးအထူးကူဆရာဝန်နေနေရောဒီ counseling therapy လေးတွေရော အဲလုတ်ပေးဖြစ်နေလဲဆိုတော့အဓိကအကြောင်းရင်းလေးရပါတော့အဲလူတွေရဲ့စိတ်ခံစားချက်ကလေးမျိုးကျွန်မနားထောင်ပေးခြင်းလေလူတွေမှာဘာဖြစ်တယ်လဲဆိုတော့သူတို့ရဲ့အကြောင်းအရာလေးတွေကိုသူတို့လူတိုင်းကိုဖွင့်ပြောလို့မရနိုင်ဘူးပေါ့နော်သူတို့အတွက်လုံခြုံစိတ်ချရတဲ့နေရာဆိုတာအစ်မတမရှာတယ်မိသားစုထဲမှာတော့လကောင်းမိတ်ဆွေတငယ်ချင်းတွေတော့လကောင်းအာပတ်ဝန်းကျင်အတိုင်းဝိုင်းမှာတော့လကောင်းခြားပြလို့မရတဲ့အရာအများကြီးရှိရပေါ့နော် အဲအဲ့ဒါကြီးအားလုံးအတွက်ကိုလုံလုံစိတ်ချရနေရလေးဖြစ်ချင်နေပေါ့ကိုကိုရန်ရလေအဲ့ခါကျသူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာဖြစ်ပြနေတဲ့စိတ်ခံစားချက်ကလေးတွေကိုကိုအနေနဲ့နားထောင်ပေးခြင်းနဲ့ပြီးရင်သူတို့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေကိုသူတို့ကိုယ်တိုင်ဖြေရှင်းတဲ့နည်းလမ်းလေးတွေကိုပေါ့ပြန်ရှာတွေ့အောင်လုပ်ပြီးနိုင်တယ်။အာဟိုဘယ်လိုရောမလဲအားလုံးပြီးသွားတဲ့အချိန်မှာသူကိုယ်တိုင်ကအရင်နဲ့မတူဘဲနဲ့ပိုပြီးကောင်းတဲ့ကိုယ့်ကိုယ်ကိုပြန်တွေ့ရဖို့အဲပေါ့နော်ကျွန်မ အဲ့လိုမျိုးလေးလုတ်ပေးခြင်းနဲ့အဲ့လိုမျိုးလေးဒီလုတ်ပေးနိုင်ခဲ့တဲ့ဟာလေးရှိရပေါ့ဆိုတော့အဲကျွန်မအဲ့ဒါကြောင့်မို့လို့လေဒီလန်ချောင်းလို့ရွေးချယ်ဖြစ်တယ်ပေါ့နော်အဲစပြီးရွေးချယ်ခါစမှာတော့ကျွန်မအနေနဲ့ကအဲဒီကိုလုတ်ချင်တဲ့စိတ်တစ်ခုပဲဒါပေမဲ့ အဲစိတ်စင်နာတေချာနှညွတ်ပြီးလုပ်တဲ့အချိန်မှာတော့တော်တော်များကတိတတအောင်မြင်တိုးတက်လာတဲ့ဟာလေးကိုတွေ့ရတော့ APT လေးနဲ့ဒီလမ်းကြောင်းတွေလည်းရှေ့ဆက်ဖြစ်တာပေါ့လीနော်ဆိုတော့ပဝန်းကျင်တိုင်းဝိုင်းရဲ့ပံ့ပိုးမှုဆွေးနွေးရမှာတော့အဲကျွန်မအတွက်ကိုမိသားစုကလည်းဒီဟာလေးကျွန်မလုပ်ချင်တယ်လို့ပြောတဲ့အပေါ်မှာပံ့ပိုးပေးတယ်တငယ်ချင်းတွေပေါ့နော်ကျွန်မရဲ့တငယ်ချင်းတွေအားလုံးကလည်းပံ့ပိုးပေးတယ်ဒါအပြင်ပေါ့အဲကျွန်မရဲ့ဟို client တွေပဲဖြစ်ဖြစ်လူနာတွေပဲဖြစ်ဖြစ်အဲကျွန်မနဲ့ပေါ့နော်အင်တန်မှာ ဘယ်လိုပြောမလဲအဲသူတို့အပြန်အလှန်ဆွေးနွေးမှုတွေမှာဆိုပထမပိုင်းသူတို့အသိအစင်မပြေဘူးဆိုတော့နောက်ပိုင်းမှာကျတော့တဖြည်းဖြည်းနဲ့တစ်ဆက်ရှင်ပိုင်းတစ်ဆက်ရှင်မှာပို့ပို့ပြီးရင်းနှီးပွင့်လင်းလာရရဲ့ပေါ့လीနော်အဲဆိုတော့ကျမတို့အချင်းချင်းတယောက်နဲ့တယောက်ပေါ့နော်ကိုညီဖေးမားတယ်ဆိုတဲ့အရာလေးနဲ့ကျမတို့ရှေ့ဆက်ဖို့ခွားလေးတွေသူတို့ကပြီးသွားတဲ့အရာရဲ့အများကြီးပါပဲပေါ့လीနော်ဆိုတော့ကျမဒီလိုနီးလေးနဲ့လဲပေါ့ရှေ့ဆက်နေပါတယ်ပေါ့နော် ထောက်ထားရဲ့အတွေ့အကြုံရာအထူးသဖြင့်စိတ်ချမ်းမာရေးပြင်လည်ထူထောင်မှု mental health recovery ဒါမှမဟုတ်ရင် resilience ပေါ့နော်ခန္ဓာရည်ရှိမှုဆိုတဲ့အခြေအနေတွေမှာစိတ်တက်ခိုင်မာခြင်း strong mind ဆိုတာကိုအမှန်တကယ်ဘယ်လိုမျိုးလက်ခံလေးရှိလဲမသိဘူးရှင်ဟုတ်ကဲ့ပါမကြီးအဲဒီမိကွန်းလေးကအရင်ကောင်းလေပေါ့နော် သူတွေကအခုနောက်ပိုင်းမှာမန်တဟက်တီအအဆင်မပြေကြဘူးစိတ်ကြမရေးအဆင်မပြေကြဘူးအဥမာဖြစ်နေမကောင်းတဲ့လူတယောက်ကနေကောင်းသွားတယ်ဆိုရင်သူဖြစ်နေရောဂါလက္ခဏာလေးတွေကအတဖြည်းဖြည်းနဲ့ဘလူးသက်တာဝါလေရုပ်ပိုင်းဆိုင်ရာမှာကြာမြင့်တာတာပေါ့နော်အစိတ်ပိုင်းဆိုင်ရာမှာကြာ recovery ရသွားတယ်ဆိုတဲ့ဟာမျိုးကကြာဘလူးမျိုးတွေက recovery ရသွားတယ်အဲ့မှမှာ ဒီလို recovery ရသွားတယ် resilience ရသွားတယ်ဆိုတဲ့နေရာမှာမှအမဆောအမေးလိုက်တဲ့စိတ်တဲ့ကြံ့ခိုင်တဲ့ပေါ့ strong mind ပေါ့နော်အတံမာတဲ့စိတ်ခံစားချက်အဲစိတ်အစင်းဒါမှမဟုတ်စိတ်တဲ့ကြံ့ခိုင်မှုဆိုတာယူလူတွေကအာအမျိုးမျိုးအထိပ္ပယ်ဖွင့်ကြတယ်ကျမတို့ရဲ့အတွေ့အကြုံအရဆိုရင်လေအဲဒီ strong mind ပေါ့ဆိုစိတ်တဲ့ကြံ့ခိုင်တယ်ဆိုတဲ့ဟာကကြတော့ အဲငငယ်တော့ဆိုကျမတို့ရကလူပြောမယ်မငိုရင်စိတ်ထဲကြန့်ခိုင်တယ်လို့ထင်ကြဘာသူအတန်မာလိုက်တာမြေတောင်မကြထက်ဘူးကြည်စမ်းပေါ့နော်ဆိုတော့ကြောက်ရွံ့ကြည့်လို့မျိုးခန်းစားချက်မဲ့ပြီးရနဲ့အာတည်သွားလူတွေးနေတယ်သူ့အဖေတည်သွားရင်တော့မသူကမြေတစမ်းမမကြအောင်ကြည်စမ်းအဲစိတ်ထဲကြန့်ခိုင်လိုက်တာလို့မှားပြီးထင်မြင်ခဲ့ကြရပေါ့နော်တကယ်မှန်ကန်တဲ့ strong mind စိတ်ထဲကြန့်ခိုင်မှုဆိုတာလေကျမတို့ကဒီ ဘယ်လိုပြောမလဲမန်တန်ဟက်ကိုလေးလာမှတိလာရဲပေါ့ဆိုတော့ကျမတို့ဒီဟာမျိုးလေးတွေတိဖို့ဆိုရင်ကိုကြုံခဲ့ရအရာတွေပေါ့နော်ကိုကြုံခဲ့ရအခြေအနေလေးတွေကိုဟိုကိုကြုံတွေ့ဖြည့်ရှင်းတဲ့နေရာမှာအဲဘယ်လိုပြောမလဲကိုခံစားရတဲ့ဟာလေးကိုလည်းကိုသိဖို့လိုတယ်အဲကိုရဲ့အားနေချက်ကိုလည်းကိုလက်ခံနိုင်ဖို့လိုတယ်အဲ့ဒါကနံပါတ်၁အချက်ပေါ့နော်ဆိုတော့လူ့ဘဝမှာကိုကအချင်းကြီးအားလုံးကိုအကောင်းကြီးပဲရချင်တယ်ပေါ့ ဒါပေမဲ့အစိုးရလာတယ်ဆိုရင်အဲ့အပေါ်မှာ acceptance ပေါ့ကျွန်မတို့လက်ခံနိုင်စွမ်းမရှိနေဘူးပေါ့ဆိုတော့ကျွန်မတို့အဲ့အပေါ်မှာလက်ခံနိုင်စွမ်းရှိအောင်ကြိုးစားဖို့လည်းလိုတယ်တခါလေးဆိုင်ကိုအရန်ပင်ပန်းမှုခက်ခဲနေတယ်ဒါပေမဲ့အမ်ထပ်ပြီးကြုံရတာလောကဒဏ်တစ်ခုပြီးတစ်ခုပေါ့လीနော်ကြုံရတဲ့အခါကျတော့ အငေါဘွားရဒါမျိုးရွေ့ကြုံနေရမှာလားဆိုပြီးရတယ်အကုန်လုံးကို negative ကြီးပဲမြင်ပြလိုက်တဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေမှာဆိုငါဒါပင်ပန်းနေရခက်ခဲနေရအဲတခုတခုလည်းငါ့ကိုနာကျင်မှုတွေနဲ့ရောက်နာကျင်အောင်လုပ်တဲ့အရာရှိရပေါ့လေအအများကြီးပဲပေါ့လောကတန်တရားဆို relationship ပြဿနာတွေလည်းရှိနိုင်တယ်မိသားစုအဆင်မပြေမှုစုပေါင်းအဆင်မပြေမှုတွေပေါ့နော်ဆိုတော့ကိုရှေ့ဆက်သွားဖို့တော့မျှော်လင့်ချက်ပြောက်သွားသလိုရှိတယ်ဒါပေမဲ့ လက်ရှိကိုခန်းစားနေတဲ့စိတ်ထရနာကျင်မှုပြင်မှန်မှုလေးကိုကိုလက်ခံနိုင်အောင်အရင်ဆုံးအသေးမှပြုပေးလိုက်ပေါ့နော်အဲပြီးတော့ရင်ကြတော့ကျမတို့ကဒီထဲမှာမလုပ်တတ်ကြလဲဆိုတော့တော်တော်များများကိုကိုကိုဘယ်နေရာနေအပြစ်တင်ရမလဲဆိုတော့အဲအပြစ်တင်ဖို့အရာလေးလိုက်ရှာကြရပေါ့နော် self blame လေးလိုက်ရှာရ relationship issue ဆိုရင်လည်းအာဒါငါကအတုံးကြလို့ငါတခုကိုအမားလုပ်လို့မိသားစုမှာလည်းတခုဖြစ်ပြီးဆိုရင်ငါမိသားစုကိုတာဝန်မကျေလို့ အဲအားလုံးကိုယ့်အပြစ်လို့ကိုယ်လိုက်ရှာနေကြရပေါ့ဆိုတော့ကိုကသူများတော်အပြစ်မမြင်ဘူးဒါပေမဲ့ကို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  အပြစ်မြင်ရေးဆိုတာကြတော့ဟိုကိုယ်မှလည်းအမားတော့ကင်းစင်မှာကင်းမယ်ပေါ့နော်ဒါပေမဲ့လေကိုကိုကိုဒီဖြစ်စဉ်တစ်ခုလုံးပြန်သုံးသပ်တဲ့အခါကျရင်ကိုအမားလေးကိုထွေးတဲ့အခါကျရင်လေကိုကိုကိုဒီလိုမျိုးဘလင်းလုံးနေမယ်စားပေါ့အကိုမိတ်ဆွေတယောက်ကဒီလိုခက်ခဲပင်ပန်းနေတဲ့အချိန်မှာသူ့ကိုယ်သူအပြစ်တင်နေရလေးတွင်ကိုဘလိုမျိုးလေးအားပေးမလဲဒီလိုမျိုးလေးကိုကိုကိုပြန်တွေးပြီးွားရင်အော်ဒီအချိန်မှာငါဒါလေးရတော့ဒီလိုမျိုးကြုံရလို့ဒါလေးအမားလေးတော့လုံးလိုက်တယ်โอเคနောက်တစ်ခေါက်ကျရင်ငါတော့ဘာလေးတော့ စ조사ပြီးပြင်ဆင်ကြည့်မယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်ဆိုတော့ကျမတို့အဲအဲ့လိုပြင်ဆင်နေဆိုတာလေကျမတို့ is a kind of self discipline ပဲပေါ့လေကိုကိုကိုစီကံပြန်ချလိုက်တဲ့ဟာလေးပဲပေါ့အဲဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာကြတော့ဒီအမှားအတိုင်းပဲမထားဘူးပြင်ပြင်လိုက်တယ်ဆိုတော့အတိအမှတ်ပြမှုလေးတစ်ခုကိုရလိုက်တယ်ဆိုလိုတာကိုကိုကို အပြစ်တင်တာကလည်းဒါအသိမှတ်ပြမှုတစ်မျိုးပဲပေါ့ဒါမှမှန်ကန်တဲ့အသိမှတ်ပြမှုမဖြစ်နေဘူးပေါ့နော်ဆိုတော့ကိုယ်အနေနဲ့ကိုယ့်ကိုယ်ကိုမှန်ကန်တဲ့အသိမှတ်ပြမှုဖြစ်အောင်လုပ်ပေးဖို့လည်းလိုအပ်တာပေါ့နော်အဲပြီးတော့ရင်ကျမတို့ကဟိုပြောမလဲအဲလာယောညီတွေရှိနိုင်အောင်စူးစမ်းရတာပေါ့နော်ဆိုတော့ကျမတို့ကဘာပင်လေးနဲ့ခိုင်နေလဲဆိုမိုးမခပင်လို့လေးပေါ့လေးတိုင်းဒီပြဘက်ကိုရင်းနှွယ်ပေးလိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့အဲမိုးမခပင်သည်မုံတိုင်းထဲမှာတော့ပိတ်စီမကျဘူး မုံနိုင်ပြီးသွားရင်လည်းတဘာဝအတိုင်းလေးပြန်ရက်တည်နိုင်တယ်ဆိုတော့ကျွန်တော်စိတ်ချမ်းမာရေးမှလည်းစိတ်ဖြစ်စဉ်မှုလိုင်းလေးလာတာပေါ့เนาะအမျိုးမျိုးလောကဓာတ်တွေဆိုတာပြောသလို problems တွေအများကြီးရောက်လာတဲ့အခါကျရင်အဲကိုကိုကိုဓာကြီးကတော့မဖြစ်တယ်မဖြစ်တိုက်ဘူးဓာကြီးကငါဘွားမှာလုံးဝမဖြစ်ရဘူးလို့အတင်းကာစည်းနေမယ်အစားပေါ့နော်အဲကိုဒီထဲမှာကိုကိုကိုဆွာလို့မျိုးပေါ့နော်ကိုကိုကိုစိတ်သက်သာရစေမယ်နီလန်းလေးတွေကိုကိုကိုအမားပြင်းနေနီလန်းလေးလိုက်ရှာမယ် အဘလူပြောမလဲအလိုက်တင်ပြီးစီမျောလိုက်ပါပြီရနဲ့ကိုဒီတန်ရကနေပြန်တယ်โอเคဒါကြုံလိုက်ရပြီငါဒီတန်ရကနေပါလေးတွေပိုကောင်းအောင်လုပ်မလဲဆိုတဲ့ဟာလေးတွေကြိုးစားလိုက်ပြန်ရနဲ့ပေါ့နော်အမူမခပင်လို့လीရှင်တန်ဖို့လဲလို့ရေပေါ့ပြီးတော့ရင်ကျွန်မဆောပြောသလိုပေါ့အဲကိုရီးယားငယ်ဘွားတော်ကလည်းထင်တယ်ယောက်ျားလေးတော်တော်များများမှလည်းဖြစ်ကြရပေါ့အမျိုးသားကြီးတော်တော်များ sorry ကျွန်မအတုံးလုံးလေးကအမျိုးသားကြီးတော်တော်များများမှလည်းဖြစ်ကြရပေါ့ အဲငါငိုလို့မဖြစ်ဘူးငါစိတ်ထဲကြန့်ခိုင်တဲ့လူဖြစ်အောင်နေရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်တကယ်ကျတော့စိတ်ထဲကြန့်ခိုင်တဲ့လူဆိုတာကအဲ့လိုမျိုးဟန်ဆောင်နေတဲ့လူတွေမဟုတ်ဘူးပေါ့ကိုဒါပြင်နေဖြစ်တယ်ကိုအကူညီလို့အပ်နေတယ်ကိုတယောက်တည်းမကြောဖြတ်နိုင်ဘူးဒီလိုမျိုးဆိုရင်လည်းကိုကပုံမွင်လင်းလင်းနဲ့ကိုမိသားစုကတော့၎င်းကိုချစ်တဲ့လူတွေစီကတော့၎င်းအတိုင်းအဝိုင်းညီစီကတော့၎င်းအဲကိုကအကူညီတောင်းရတဲ့လူဖြစ်ရမှာပေါ့နော်ဆိုတော့ အဲ့တော့ဓာရီအားလုံးကိုကျွန်တော်တို့သိချာချာလေးလုပ်သွားတယ်ဆိုရင်တော့စိတ်သက်ခွန်အားလေးရပြည့်ဝနေမှာပေါ့လीနော်ကိုပါမှာသွားလဲသိတယ်ကိုကိုကိုလည်းပြန်ပြီးဖလိမ့်မလုပ်ဘူးလိုအပ်တဲ့အကူအညီလို့သူများရဲ့စီရတောင်းတယ်ဒါအပြင်ကျွန်တော်တို့ကစိတ်သက်ခွန်အားရရဆိုတော့လေခဏလေးနဲ့တော့မရဘူးပေါ့အဲပြီးရင်အဲ့လိုခွန်အားလေးရရုံနဲ့လေကိုရှိနေပြဿနာရဲ့အားလုံးကိုတော့ကွာမပြောင်းလဲနိုင်ဘူးဒါပေမဲ့ဘာလဲဆိုတော့တခြားပေါ့နော်ကိုကိုကိုအဲ စိတ်တဲ့ခွန်အားရအောင်လဲတွေးပြရမယ်ပြင်ကိုယ်စိတ်ထဲမှာမပါပဲမကိုနေ့စဉ်စားတောင်းနေထိုင်မှုအဲအဲ့အိမှန်အောင်စူးစမ်းမှုပေါ့နော်ထွေးမမှန်စားတယ်ဒီလိုပုံမှန်လုပ်ငန်းလေးတွေကိုလဲဆော့ပြောရဲ့ self discipline မို့ကိုကိုစီကံချရင်နေနေ့စဉ်ပုံမှန်လုဆောင်သွားရင်တော့အဲ့ရလေးကြီးလည်းကျမတို့ဘယ်လိုပြောမလဲကိုရဲ့စိတ်ပိုင်းဆိုင်ရာပြန်လဲထူထောင်မှုတွေမှာအဲ့အေးအစားလေးကြီးလည်းအရေးကြီးရေပေါ့ဆိုတော့ဒါလေးတွေက အဲရေးကြည့်ရေပေါ့နော်ဆိုတော့ဟိုဒါလေးလည်းလုပ်ပေးတင်နေပေါ့ဆိုတော့အဲ့မို့စိတ်သက်ခွာရှိရဲဆိုတော့ဘယ်တော့မှမပြူလဲတာကိုပြောတာမဟုတ်ဘူးပေါ့ပြူလဲသွားတဲ့အစိပ်ပိုင်းမျိုးကိုဘယ်လိုပြန်ဆက်မလဲ အဲ့ပြန်ဆက်လိုက်တဲ့ဟာကငကိုရှိနေတဲ့ဟာတက်ပို့ပြီးထူတယ်ပို့ပြီးမာတယ်ပို့ပြီးရတယ်အလိုက်တဲ့ရင်နှွေးနိုင်တယ်အဲပြီးရင်ကိုပို့ပြီးရတယ်ပေါ့နော်အရင်တော့ကိုမသိတဲ့ຢာတွေကိုကိုအမှားလုပ်မိတဲ့ຢာတွေကိုသင်္ကန်းစာအနေနဲ့ယူလိုက်တယ်ဆိုရင်ကိုဒီပို့ကောင်းတဲ့ကိုကိုဘက်တာဗာရှင်တစ်ခုအနေနဲ့ပြန်လဲတည်ဆောက်နိုင်သွားမယ်ပေါ့ဆိုတော့ကျွန်မအနေနဲ့ရောဒီ strong mind နဲ့ပတ်သက်ပြန်နေပြပြရပါပေါ့နော်ကျွန်မတွေ့ဆုံးညကျွန်မတည်ထားတဲ့လောက်နေပြပြဖြစ်ပါတယ်ဟိုပြောသွားတဲ့ဒီမှာလည်း အဲဒီမှာကတော့ဟိုစူးစမ်းပြီးပြပြပြီးသွားရဲနားမလည်ဘူးဗျာဆိုလဲ comment လေးပြန်ပေးလို့ရရဲပေါ့နော်